ဤနယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည်မိထီလာတောင်ကြီးကျိုင်းတုံတာချီလိတ်လံတောင်ကြီးဟိုပုံလံမိုင်းတိုင်အမှတ်136မြင်းဆောင်3 136မြင်းဆောင်4မိုင်လမ်းလုပ်ငန်းများဆောင်ရွက်နေမှုအားကြီးစုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်သည်လမ်းဦးစီးဌာနညွှန်ကြားရေးမှူးမြို့ပြ နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ရှိသူများနဲ့အတူမိတိလာတောင်ကြီးကျိုင်းတုံတာကြီးလိတ်လံတောင်ကြီးဟိုပုံလံလမ်းလုပ်ငန်းများဆောင်ရွက်နေမှုကိုမေလ18ရက်မွန်းလွဲ17နာရီကမိုင်းတိုင်ရင်မှတ်116မြင်းဆောင်3 116မြင်းဆောင်4မိုင်တစ်တော့ရက်ွက်တစ်တော့ဂိတ်နိုင်ကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် BOD စနစ်ဖြင့်တာဝန်ယူဆောင်ရွက်လျက်ရှိသော နေမင်းအောင်ဆောက်လုပ်ရေးကုမ္ပဏီကလမ်းကျယ်48ပေမပြည့်မီသောအပိုင်းအား48ပေပြန်ချက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလမ်းဦးစီးဌာနညွှန်ကြားရေးမှူးမြို့ပြနေမင်းအောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများရှင်းလင်းတင်ပြရာတင်ပြချက်များနှင့်ဆက်လင်း၍ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလုပ်ငန်းများအရေးသွေးပြည့်မီရေးနှင့်အချိန်မီပြည်စည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်ရေးစနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ခမညာ